ကဲဒီနေ့တော့ Realme ကနောက်ဆုံးထွက်လာတဲ့ Realme 14 series အကြောင်းကိုကျွန်တော်ပြောပြပေးမယ်။ဒီတစ်ခါ Realme 14 series မှာ၃မျိုးမြန်မာနိုင်ငံကိုတွင်လာတယ်။ Realme 14 Pro 5G, Realme 14 5G နဲ့ Realme 14 T 5G ဆိုပြီးတော့၃မျိုးတွင်လာတယ်။ဈေးတွေကတော့ဒီ14 Pro 5G က 12256GB version 19,990ကျပ်အဲပြီးတော့ဒီ Realme 14 5G လေးရကြတော့သူလည်းတွဲ 256GB version ပဲသူက73,900ကျော်ကျန်တဲ့ဒီ Realme 14T 5G လေးရကြတော့73,900ကျန်တဲ့ရောင်းပေးမယ်လို့သိရတယ်အဲ့တော့ဒီသုံးလုံးထဲမှာဈေးသက်သာဆုံးနှလုံးဖြစ်တဲ့ Realme 14T 5G လေးနဲ့14 5G လေးအကြောင်းနဲ့စလိုက်အောင်ဒီဖုန်းနှလုံးကဘာကွာသွားလဲဆိုတော့တိတိတတ်တာကွာသွားဆိုလို့ performance ပိုင်းပဲရှိနေမယ်ဒါပေမဲ့အဲ့အကြောင်းကိုကျွန်တော်ပြီးမှဆက်ပြောပေးမယ်ထုံးစံတိုင်းပဲကျွန်တော်တွားနေကြပုံစံအတိုင်း design ပိုင်းလေးနဲ့ပဲစလိုက်အောင် ီနှလုံးစလုံးကဘောင်စီဆန်တဲ့ဒီဇိုင်းဘက်ကိုသွားထားရယ်ဗောနော်ဒါအောင်မအဲဒီနောက်ကျဘက်မှာတုံးပေးထားတဲ့အယောင်လေးတွေကတော့ကွဲထွက်သွားမယ်ဗောနော်အခုကျွန်တော်ရထားတဲ့အယောင်လေးအနေနဲ့ဆိုရင်တော့ဒီ Realme 14 5G က Matcha Saver ဆိုတဲ့အယောင်လေးဗောနော် Saver ဆိုတဲ့အတိုင်းပဲတော့ငွေရောင်အဓိကထားပြီးတော့တုံးပေးထားရယ်ဒါအောင်မကျွန်တော် eSport ကိုအသားပေးထားတဲ့ Geometric line လေးတွေကိုသူထည့်ပေးထားတယ်ပြတော့ဒီကင်မရာ၄ယောက်ထဲမှာ post ring လေးကိုသူထည့်ပေးထားရပါတော့အဲအကြောင်းလေးကိုကျွန်တော်ပြီးမှဆက်ပြောပြမယ်ပြဒီ backup က power button ကို orange essence တွေထည့်ပေးထားလို့သဘောကျတယ်ဒီ Realme 14D 5G ကတော့ကျွန်တော်ရထားက lightning purple ဆိုတဲ့အကြောင်းလေးသူကတော့ရိုးရိုးရှင်းရှင်းပဲ purple ပေါ်မှာမှ button ပပလေး texture ပပလေးပါမယ်ပြီးတော့ဒီ phone နှလုံးစလုံးက camera ၄ယောက်ကို square shape ကိုပဲတုံးပေးထားတာလေးကိုကျွန်တော်သဘောကျတယ်ပြီးတော့ဒီ phone နှလုံးစလုံးကအလေးချိန်ရောအထူပါရောအတူတူပဲအလေးချိန်အနေနဲ့ဆိုရင် 196g အထူအနေနဲ့ဆိုရင် 8mm ပဲရှိမယ်ဒါမှမဟုတ် baby flat frame နေရာလေလုံးဝ flat frame နေရာပဲပေါ့နော်ပြီးတော့အကျန်းခဏနေရာမှာလည်းဒီဖုန်းနှလုံးစလုံးက IP rating ကို IP 68 60 90ရတာဆိုတော့တော်ရုံရေးဆိုတာရေးစင်တာလောက်ကိုဘာမှစိတ်ပူနေစရာမရှိဘူးဗျအခုလိုကျွန်တော်တို့မိုးရာသီနဲ့ဆိုရင်တော့ဒီဖုန်းနေရာ quality ကျတဲ့ဖုန်းလေးလို့ပြောလို့ရတယ် display back မှာလည်းဒီဖုန်းနှလုံးစလုံးကအတူတူပဲ6.67 inches ပုံမှာ AMOLED display high refresh အနေနဲ့ဆိုရင် 120Hz ပါလာမယ် brightness က2100 nits ပေါ့နော် peak brightness အဲတခုသဘောကျဖို့ကောင်းတာဒီ Realme 14 series display သုံးမျိုးစလုံးက Samsung ရဲ့ AMOLED panel ကိုတုံးပေးထားတာဆိုတော့ ြီးလိုက်တာနဲ့ကာလာဆိုရွှဲတောက်နေတဲ့ဘက်ကိုသွားထားတယ်ပြောအထက်မှာကျွန်တော်ကာလာကိုစိတ်ကြိုက်ပြန်ချိန်လို့ရမယ့် setting တွေကိုလည်းသူထည့်ပေးထားရပါတော့ဒီ display setting ထဲမှာဆိုရင်လည်းကျွန်တော်တို့ click လို့ရတဲ့ features တော်တော်လေးစုံတယ်ဒီ screen color mode ထဲမှာဆိုရင်ကျွန်တော် vivid to neutral pro mode တို့စသဖြင့်ပြောင်းလို့ရတယ်လို့ဒီ video ကိုကြည့်ရတဲ့အခါမှာပို့ပြီးတော့ quality ကောင်းအောင် bright hdr mode နဲ့လည်းကြည့်လို့ရအောင်သူထည့်ပေးထားသေးတယ်ဆိုတော့ဒီ phone နှလုံးစလုံးမှာမတူတဲ့အဓိကအပိုင်းဖြစ်တဲ့ performance ပေါ့နော်ဒီနေရာမှာ realme 14 5g က ကွယ်ကွယ် Snapdragon 6 Gen 4ကိုသုံးလာတယ်4 nanometer chip ဒါကျွန်တော်သိရတဲ့လောက်ဆိုတော့ Realme ကကမ္ဘာပထမဆုံးသုံးမိထားတာပေါ့နော်ဒါမှ RAM က 12GB storage က 256GB version နဲ့လာမယ်သူရဲ့ performance ကိုသိအောင်လို့ကျွန်တော် Antutu ကိုတိုင်းပေးထားတယ်ခုနသိန်း9300 3130ဆိုတာသူရဲ့ benchmark ကတော်တော်လေးများတယ်လို့ပြောလို့ရတယ်ဆိုတော့ performance ကဒီ Realme 14 5G လေးကတော်တော်လေးမစိုးဘူး။ဒါမှမဟုတ် Realme 14 5G မှာကြာတော့ power density 6300နဲ့လာမယ်။အဲတော့6နာနိုမီတာ chip RAM က 8GB storage ကတော့ 256GB version ပဲ။ဆိုတော့သူ့ကိုလည်းကျွန်တော် benchmark Antutu လေးတိုင်းပေးထားတယ်။ဒေသိန်း5364တိရတယ်ဆိုတော့ performance ဘက်မှာဒီဖုန်းနှလုံးကနည်းနည်းတိတိတသာကွာသွားတယ်။ဒါမှမဟုတ်ဒီဖုန်းနှလုံးဆိုတော့ကျွန်တော် e-sport ကိုအသားပေးထားတဲ့ဖုန်းတွေဖြစ်တဲ့အတွက် Realme GT series ကအဓိက features တစ်ခုဖြစ်တဲ့အဲဒီ GT Boost ပေါ့နော် game mode ကိုထည့်ပေးထားတယ်။အဲဒီ GT Boost ရဲ့မှာကျွန်တော်ထုံးစံနိုင်မဲ့ AI နဲ့ motion control တို့လုတ်လို့ရတာတွေဂိမ်းဆော့နေတဲ့အချိန်မှာကျွန်တော်တို့ line ကြရင် auto switch လုပ်ပေးနိုင်တဲ့ antenna array matrix 2.0လိုမျိုးဒီပညာတွေကိုအသုံးပေးထားတယ်။အဲ့အပြင်မှာဒီဖုန်းနှလုံးစလုံးက cooling ပိုင်းမှာလည်း bionic cooling system ကိုအသုံးပေးလာရပါတော့။နောက် software ပိုင်းမှာတော့ကျွန်တော် android 15ကိုအခြေခံတဲ့ realme ui စနဲ့ပဲ။အဲတခြား ai နဲ့ပတ်သက်လို့ဒီ circuit to switch လိုမျိုးဘာညာ feature တွေအကုန်လုံးလည်းပါလာပြီးသား။ ဆိုကင်မရာဘက်သွားလိုက်အောင်ဒီနေရာမှာလည်းဒီဖုန်းနှလုံးစလုံးကအတူတူပဲ main sensor မှာ 50megapixel aperture f1.8 wide sensor ရဲ့နောက်ထပ် 2megapixel depth sensor ကျွေးကင်မရာ setup ကိုတုံးပေးတာပါဗောနော်ကင်မရာ feature တင်နေတဲ့ဆိုတော့ကျွန်တော် focal length ကိုအမြန်ပြောင်းလိုက်လို့ရမယ် stream mode လိုမျိုး features ပါလာတယ်နောက်နိုင်မှုပါလာမယ်တခုမတူအားလေးရဒီ Realme 14 5G မှာ underwater photography ကိုထည့်ပေးထားတယ်ဒီ Realme 14 D5G မှာကြတော့ဒီ feature ဆိုသူမထည့်ပေးထားဘူးပေါ့နော်နောက်ဒီဖုန်းနှလုံးစလုံးက portrait ကိုလည်း 2x နဲ့ရိုက်လို့မရဘူးတကယ်ကျွန်တော်စမ်းကြည့်ရတဲ့လောက်ဆိုရင်တော့ ဟို color processing ပိုင်းလေးသဘောကြတယ်အယောင်လေးတွေသူနည်းနည်းပြေးပြီးသွားတာချိန်ပြီးသွားတာမိုက်တယ်ပေါ့နော်နောက်လိုလိုက်ပဲမှဆိုရင်လည်းမဆိုးပါဘူးကျန်တဲ့ dynamic range ကို HDR တို့ကတော့ဒီဆယ်သိန်းကျော်တဲ့ဖုန်းတစ်လုံးအနေနဲ့ကဘာမှအများကြီးပြောနေကြမလို့ဘူးဓာတ်ပုံပြင်တဲ့နေရာမှာလည်းကျွန်တော်အသုံးတည်တဲ့ AI feature တွေပါလာသေးတယ် AI clear face ဆို AI ဒီ iris တို့မျိုးဒါအသုံးတည်တဲ့ဓာတ်ရိုက်ကိုရိုက်ပြီးလို့ရှိရင်ဒီဟာလေးနဲ့ပြင်ရအရင်အဆင်ပြေရယ်ဆိုတော့အဲ့လိုမျိုး feature တွေလည်းသူထည့်ပေးထားသေးတယ် တခြားအပိုင်းတွေမှာဆိုရင်တော့ဒီဖုန်းနှလုံးစလုံးကအတူတူပဲ Studio Speaker အောင်မှာကျွန်တော် Volume ကို300%တင်သုံးလို့ရမယ်။နောက် Battery Pack မှာဆိုရင်လည်း7000 mAh Silicon Carbon Battery နဲ့လာမှာဒါကိုအပြည့်အသွင်းမှုအတွက်က 45W နဲ့ဆိုတော့ကျွန်တော်မိနစ်30ကို50%လောက်သွင်းလို့ရမယ်။နောက် Gain Sound နဲ့အချိန်မှာအားသွင်းရင်အပူချိန်မလွန်ခဲ့အောင်သူ Bypass Charging Technology လည်းပါလာသေးတယ်။ဆိုတော့ဒီဖုန်းသုံးလုံးစလုံးထဲမှာဈေးလည်းအများဆုံးဖြစ်တယ်လို့ mic လည်းအမိုက်ဆုံးဖြစ်တဲ့ Realme 14 Pro 5G အကြောင်းဆက်သွားမယ်။အဲ Pro ဆိုတဲ့အတိုင်းပဲသူ့ရဲ့ design ကတော့ကျန်တဲ့ခုနနှလုံးနဲ့ရှင်းလိုက်မယ်ဆိုရင် quad တဲ့ design ပုံစံမှာရှိတယ်။ဒီနောက်ဘက်မှာ camera ရှိတ်ကတော့ဒီ cycle shape ဖြစ်သွားပြီပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကဘာပထမအဆုံး cool sensitive color changing design ကိုသုံးပေးထားတယ်ပုံမှန်တိုင်းကြည့်မယ်ဆိုရင်သူ့အရောင်ကကျွန်တော်တို့ power အရောင်ပုံမှန်မှာဒီဘယ်လိုဘယ်လိုပြောမလဲပလဲမုတ်ကောင်အခွန်ပုံစံ texture ကိုသုံးပေးထားတယ်အဲ့ဒီ design ကို inspire ယူထားတဲ့ပုံစံနဲ့ပေါ့နော်ဒါမှမဟုတ်သူ့ရဲ့ဒီ job ကကျွန်တော်တို့ temperature 16 degree celsius အောက်ရောက်သွားပြီဆိုရင် vibrant blue color အရောင်ကိုသူပြောင်းသွားတယ်ပေါ့နော်ဟိုဘာလဲတော့မဟုတ်ဘူးဆိုရင်ဒါလေးလည်းကလိလိုကောင်းတဲ့ feature set မှာပါတယ်ပြီးတော့ဒီ phone ရဲ့အထူက 7.5mm အလေးချိန်က 16 gram ဒါမှမဟုတ်ဒီအရှိတ်ဘက်ကနေပြီးတော့ဒီ display ကနေ macro quad-cup display ကိုသုံးပေးထားတယ်ပြီးတော့ဒီအနောက်ဘက်ကနေပြန် cup လုပ်ပေးလိုက်တဲ့အခါကျတော့အဲ့ဒါဟိုတက်တောင့်တက်တာဖြစ်တဲ့အထက်မှာပါတယ်နောက်အကျန်းကလေးနေရာမှာလည်းသူ IP rating ကို IP68 69 ဓာတ်ဆိုင် water resistant ဒီပါလာပြီးသားဆိုတော့ကျွန်တော်ရေဆိုးရေစင်တာအပြင်ကိုရေပါစိန်လို့ရရပါတော့။ဒါပေမဲ့တခုချီကဒီလိုမျိုးဘယ်ဖုန်းမဆိုးပေါ့နော်ဒီဖုန်းမမဟုတ် IP rating ပါလာရဲဆိုတဲ့အတိုင်းဆွတ်တော့မလုံးနဲ့ပေါ့နော် IP rating တခုခုဖြစ်သွားရဲဆိုလို့ရှိရင်ဒါ random game မှာအကျုံးမဝင်ဘူးဆိုတာလေးကတော့ကျွန်တော်သတိထားစေကျွန်တော်ထည့်ပြောပေးလိုက်တာ။ပြီးတော့ shape display မှာကြည့်မယ်ဆိုရင်သူက6.77 inches ကိုမှ OLED ပန်နဲ့ high resolution နဲ့ဆိုတော့ 120Hz Full HD black resolution တော်မှာ cap display ဖြစ်သွားတဲ့အတွက်သူသူ့ရဲ့ display percentage ကတော်တော်လေးပါပါတယ်။ Second to body ratio အနေနဲ့ဆိုရင်93.7%ရှိမယ်။ brightness ကလည်း4500 nits brightness ဆိုတော့တော်ရုံနေဘူးအောက်ထဲ3000အောင်မှာသူ့ရဲ့ display ကရှင်းရှင်းလင်းလင်းနေရတယ်ဗျာပြီးတော့ color တွေကလည်းဆူဆူရွှေရွှေတောက်တောက်ဖြစ်တဲ့အထဲမှာပါတယ်ဆိုတော့သူ့ရဲ့ display လေးကကျွန်တော်တော်တော်လေးသဘောကျတယ်ပြီး performance ဘက်မှာသူ့မှာ dimensity 7300 energy chip နဲ့ဆိုတော့ performance ဘက်မှာ upper memory level တခုမှရှိတယ်ပြီး cooling ဘက်တော့ဆိုရင်သူကဒီ vapor chain မှာ cooling ကို6000 mm square ထည့်ပေးထားတယ်ဆိုတော့တော်တော် area ကြီးရယ်ပေါ့နော် တော့ကျွန်တော်ခုဆန်သုံးကြီးရတဲ့လို့ဆိုရင်လည်းဂိမ်းလေးပါရယ်ဆန်စော့ကြီးရဲ့နေရာမှာပူရာမျိုးတာမန်ထက်လွန်ပြီးတော့ဟိုဖုန်းကြီးရကင်မင်းအောင်ဖြစ်လာမျိုးရေမရှိဘူးဆော်ရဘက်မှာတော့သူလည်းပဲ under 15ကိုခြေခံထားရဲ့ Realme 1 6.0နဲ့လာမယ်ပြီးတော့ကင်မရာဘက် main sensor ကို50 megapixel Sony ရဲ့ IMX A82 OIS sensor ကိုသုံးပေးထားတယ်နောက်2 megapixel depth sensor ကိုတွဲပြီးတော့ dual camera setup အနေနဲ့လာမယ်ဒါမှမဟုတ်ကျွန်တော်လိုလိုက်လို့အနေထားမျိုးမှာရိုက်ရတာအဆင်ပြေအောင်သူ flash 3မျိုးထည့်ပေးထားတယ်ပေါ့နော်ဒီ flash 3မျိုးလုံးကကျွန်တော် color temperature ပြန်ချိန်လို့ရအောင်ပါသူလုပ်ပေးထားတယ် ဆိုတော့ကင်မရာဟဲဝဲဘိုက်နေကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်အမြင်ကဒီ tele sensor မထည့်ပေးရင်တော့မှာပဲ ultra wide sensor လေးရောထည့်ပေးလိုက်တဲ့နေပေါ့နော်။နောက်ကင်မရာ feature စီရောဆုံးပါတယ်။ဆိုင်းလိုက်ထားတဲ့ပုံလေးကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင်။ ဘိုင်းမှာလည်းသူက jewel jewel speaker ပဲဒါမှမဟုတ်သူလည်းပဲ300 percentage volume တုံးလို့ရမယ်နောက် battery ဘိုင်းမှာဆိုရင်သူက silicon carbon ကို7000 mAh နဲ့ပဲသူ့ရဲ့ charging speaker လည်း45 watt super voltage charge နဲ့ပဲလာမှာဆိုတော့ကျွန်တော်ခုပြောပြပေးသွားတာတွေက Realme ကအသစ်ထွက်လာတဲ့ Realme 14 series အကြောင်းကိုပြောပြလိုက်တာပေါ့နော်ဆိုတော့ဒီမတူညီရဲ့ဈေးတန်းကိုမှမတူညီရဲ့ရွယ်ချက်တစ်မျိုးစီနဲ့ထွက်လာတဲ့ဒီ Realme 14 series ကိုဘယ်လိုမြင်လဲဆိုတာကိုလည်း comment မှာလွတ်လပ်စွာဆွေးနွေးပေးသွားလို့ရပါတယ်ဗျာ